ကဲဒီနေ့တော့ကျွန်တော်ငါးသက်မြန်ပေါင်းလေးလှူစားချင်တာနဲ့ကိုယ်တိုင်ဈေးသွားပြီးတော့ Slavia လေး၃ပေါင်ဝယ်ခဲ့တယ်ပေါ့နော်ငါအကြီးကလေးလေးလို့ရှင်မဲမဲမတွေ့ခဲ့လို့ဒီနေ့နဲ့ပေးတာလေး၃ပေါင်ပဲရခဲ့တယ်ဗျအဲ့ဒါအခုကျွန်တော်တေချာဈေးကြောတန့်စင်ပြီးတော့ဒီငါးပိုက်လေးလေးတွေကိုစပလင်လေးတွေထည့်ထားတယ်ပေါ့နော်အနံလေးတွေလည်းအစင်ပြေသွားအောင်စက်ကြည့်ပေးပါဦးဗျဒါကတော့ကျွန်တော်ငါးသက်မြန်ပေါင်းလှုပ်ဖို့အတွက်လိုအပ်တဲ့အစားပလာလေးပေါ့နော်ရှမ်းနန်းနန်းရဲ့နန်းနန်းပင်ရဲ့ဖက်ဖိုင်မရလို့ပင်စင်းရင်ဝယ်ခဲ့တယ်ခဏနေဒါလေးတွေကိုတီးပြီးတော့မှ ငါသမီးမောင်လုံးမဲ့ရေလျက်ထည့်ရမှာပေါ့နော်ဒါလေးတွေကငါပြုတ်တဲ့အချိန်မှာထဲဝရှန်နန်နန်အမိရန်နန်နန်မင်းအမိရေပေါ့နော်မတန်ဦးနေပါဘူးမလောက်ပါနဲ့ခင်ဗျားတို့စားမှာမဟုတ်ကျွန်တော်စားမှာပါကျွန်တော်အတက်နိုင်ဆုံးတော့ပြောင်းဆေးပြီးပါပြီဒါပေမဲ့တချို့မွေးရပါမဲတာတွေကပါနဲ့လောက်တော့မဖြူနိုင်ပါဘူးခင်ဗျာခုကတော့ရုပ်ဆိုးဆိုးလေးနဲ့ကြက်တုံပြေခွာနေတာဖြစ်ပါတယ်ခင်ဗျာလောက်ကလည်းတကယ်ဆိုးပါတယ်ကျွန်တော်ကဘနာနာထပ်တော့စုံနေပြီလားလွိုင်းလေးရတယ်အဆူလေးရတယ်အငူလေးရတယ်ချင်းဆူတာလေးရတယ်ကတတီးတာလေးရတယ်တတာလေးရတယ်တောက်တာလေးရတယ်စားတာလေးရတယ်ပုံနာတယ် ျွန်တော်ကကြိတ်ဆက်မသုံးပါဘူးခင်ဗျာကိုယ့်လက်ကိုယ်ပဲအားကိုးနေရတဲ့ကောင်မလို့လက်နဲ့ကြိတ်ရတာပဲသုံးပါလေစီစံမိုးနေပါခင်ဗျာကြိတ်နေတဲ့အချိန်မှာပဲရေလေးရဆူလာပြီဖြစ်လို့ခုနငါးလေးတွေထည့်ပါမယ်ခင်ဗျာ ာပြုတ်ထားတဲ့အချိန်တော့တည်းမှာကျွန်တော်ခုနပြောတဲ့အွယ်လေးကိုလှီးမှဖြတ်မှဖြစ်ပါတယ်ခင်ဗျာရောကြိတ်လို့ရပါမယ်ဒီလိုလှီးဖြတ်ပြီးထည့်တာပို့ပြီးစားလို့ကောင်းတာပါခင်ဗျာကျွန်တော်ခုနအွယ်လေးတွေကိုလှီးဖြတ်ထားပြီးပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နွားမျိုးဆိုတော့အွယ်တွေဆိုရင်အဲ့လိုအကြီးကြီးစားရတာကြိုက်လို့ခက်ကြီးကြီးလေးတွေလှီးရတာဖြစ်ပါတယ်ခင်ဗျာဒီဆိုရင်ငါးလေးပြရပြီမလို့ကျွန်တော်ဆေးပါတော့မယ်ခင်ဗျာ95လေးပြတော့ရပါပြီခင်ဗျာခုနငါးပြုတ်ထည့်အထဲကို အသက်မြာလေးဖြစ်သွားအောင်ဒီအရေးလေးပြန်သုံးပြီးထည့်ပါမလို့အရသာပါညာခတ်လိုက်ပါဦးမယ်ခင်ဗျာကျွန်တော်ခုနကြိတ်ခဲ့တဲ့ကြက်တုံကျွန်းနဲ့ဒီစင်းလေးထည့်ပါမယ်ခင်ဗျာကျွန်တော်တကြားလေးနည်းနည်းထည့်ပါမယ်ခင်ဗျာစားလေးနည်းနည်းလေးထည့်ပါမယ်ခင်ဗျာမင်းပြားလေးနည်းနည်းထည့်ပါမယ်ခင်ဗျာဦးရေရဲ့အရေးလေးကိုတမ်းမြာလေးလိုသလောက်မြှင့်ထည့်မယ်ကျွန်တော်ကတော့နည်းနည်းခြင်လာလေးကြတော့တမင်ဝတီတလုံးလေးပါတော့မြင့်ထဲလိုက်တယ်ပေါ့နော်အခုဆိုတော့လုံးဝဆူရှဲပွင့်ထွက်သွားပြီမြင် အသံရောအရေးလေးရပါမယ်။တော့ခုတ်ဖြတ်ထားတဲ့ရွက်လေးတွေကိုဒီရေလေးထည့်ပါမယ်။ခုဆိုရင်တော့ဒီငါးလေးတွေကိုဒီလေးနဲ့ဆက်လိုက်ပါမယ် ခုဆိုရင်တော့ကျွန်တော်ဘင်းကြီးရဲ့လက်ရဖြစ်တဲ့ဖွင့်ဖွဲ့လွတ်လွတ်ထွက်သွားမယ်ငါတမ်းမြေပေါ်မှာရပါပြီအင်း ဘာလို့ယောက်ျားလေးကဒီလိုမျိုးအစားကောင်းကောင်းမပတိန်စားမှာစောက်မင်းမမျိုးဘူးပြတော့သူ့ကြည့်ကြလားခဲ့ဒီရင်းနဲ့ပါခင်ဗျာဘဝဆိုတာနေတဲ့ဉာဏ်နဲ့ဆရာတွေမှာချီရ 这咖喱鸡皮是干的，还有其他什么？上上